ဘာအကြီးဆုံးတက်တော်ကြီးဖြစ်တဲ့အမေဆုံးမိုးတက်တော်ကြီးဟာကဘာလီတူးရဲ့20ရာခိုင်နှုန်းကိုထုတ်လုပ်ပေးနေပြီးတန်ဖိုးမဖြတ်နိုင်တဲ့ဂေယာစနစ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒီတော့နဲ့ကြီးထဲမှာတက်ရှိမျိုးစိတ်ပေါင်းများစွာဟာရှုပ်ထွေးပွေလီတဲ့ရှင်သန်မှုကွင်းဆက်ကြီးတစ်ခုဖြစ်နေတူရှင်တွဲနေထိုင်ကြပါတယ်။ဒါ့အပြင်လူတွေကြောင့်ဖြစ်တဲ့တက်တော်ပြုံလီမှုညဉ့်ညမ်းမှုနဲ့တရားမဝင်ရောင်းဝယ်မှုတွေကြောင့်ဒီတက်တော်ထဲမှာနေထိုင်တဲ့တရားဝါတွေဟာတဖြည်းဖြည်းမြို့တုံးမဲ့အန်ဒီရဲ့နဲ့ ပြင်ဆိုင်နေရပြီပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့အမေဇုန်တော်ရဲ့ကံကြမ္မာကိုထင်ဟပြတာနေတဲ့အမေဇုန်တော်ကြီးတွေကအရှားပါဆုံးတရိတ်ဆန်စေကောင်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။နံပါတ်၁ဘန်းရောင်အမေဇုန်မြစ်ဖြင့်ကပ္ပကြီးဆုံးမြစ်ဖြစ်တဲ့အမေဇုန်မြစ်ရဲ့လိုင်းတဘိုးတွေကြားမှာတော့ ကပ္ပအရှပါဆုံးနဲ့အလှပါဆုံးသောတရဘာတွေတဲကတကောင်ဖြစ်တဲ့ဗန်းရောင်မေဆုံမြစ်ဖြန်တွေနေထိုင်ကြပါလေရေကျူမာနေထိုင်တဲ့ဒီဖြန်တွေဟာဘင်းလေပြင်းကသူတို့ရဲ့ဆွေမျိုးတွေနဲ့မတူပေကိုပိုင်ထူးခြားတဲ့အမှုကျင့်တွေနဲ့လျှို့ဝှက်စမ်းကြေကြပါလေသူတို့ရဲ့ရွေစားဟာရှစ်ပေကန်းရှိပြီးအလေးချိန်ကပေါင်400နီးပါးအထိရှိကြပါလေသူတို့ဟာရေပြားမဲမဲမဟုတ်ဖေးဗန်းရောင်လွယ်ရောင်ကိုပိုင်ဆိုင်ထားကြပါလေ တကယ်တော့ဒီအယောင်တွေဟာသူတို့ရဲ့သွေးကြောတွေကနေလာတာဖြစ်ပြီးအထူးသဖြင့်စိတ်လှုပ်ရှားတဲ့အခါနဲ့ရည်နွေးတဲ့အခါမျိုးတွေမှာဆိုရင်ဘန်းယောင်ဟာပိုပြီးတောက်ပပါတယ်သူတို့ရဲ့နောက်ထပ်အထူးခြားချက်တစ်ခုကတော့သူတို့ရဲ့လေပင်ဟာအလွန်ကိုကွေးညွန်နိုင်ပါတယ်ဒီလိုလေပင်ကွေးညွန်နိုင်တာကြောင့်မြစ်ကွေနေရာတွေမှာ အလဲတကူလက်ပတ်ကူးခတ်နိုင်ပြီးတစ်ပင်အမြစ်တွေကြားတွေကငါးရီကိုပါဖန်စီစားတုံနိုင်ပါတယ်သူတို့ရဲ့မေးရိုးနဲ့သွားတွေကလည်းအလွန်တန်မာပြီးတော့ ငါးရီကနန်းတွေအပြင်လက်ခုံမာရီကိုပါကြိုက်ချီနိုင်ကြပါတယ်။ပန်းရောင်မြစ်ပြန်တွေဟာအမေဇုန်နဲ့အိုရီနိုကိုမြစ်ွေတွေမှာအများဆုံးနေထိုင်ကြပြီးယူလဲမှုတဲ့တစ်တော်တွေမှာတကောင်နေဖြစ်စီအောက်စုအသေးလေးတွေနဲ့ဖြစ်စီနေထိုင်ကြပါတယ်။ဒုရုဟာညံရီလွန်ထက်မြက်ပြီးလိလာစူးစမ်းခြင်းစိတ်လည်းရှိကြပါတယ်။သူတီတီတွေရဲ့လိလာချက်အရာဒုရုဟာအမေဇုန်မြစ်အနီးမှာနေထိုင်တဲ့လူတွေနဲ့လည်းရင်းနှီးဖော်ရွေကြပါတယ်။ပုံမှန်အဖြစ်သူတို့ဟာ ၊ငါးအသေးတွေ၊ကနန်းတွေ၊မြစ်ပစွန်တွေနဲ့တခြားရေနေတဲ့ဘဝတွေကိုအဓိကစားတော့ကြပြီးရေအနက်3မီတာအထိငုပ်ရှုံနိုင်ကြပါတယ်။ဒါပေမဲ့အမေဇုန်မှာရွှေတူးဖွဲ့တဲ့လုပ်ငန်းတွေကြောင့်မြစ်ရေထဲမှာပြရာအစိတ်တွေပါဝင်လာပြီးဒီအစိတ်တွေက သူတို့ရဲ့ခန္ဓာကိုယ်တွေကိုဝင်ရောက်နေကဆယ်ရီတိဆောက်မှုကြောင့်မြစ်ရေစီးဆင်းမှုပြောင်းလဲတော့ပြီးသူတို့ရဲ့နေထိုင်ရာနေရာတွေလည်းတိကျစီဖြစ်ကုန်တာနဲ့တရားမဝင်ငါးဖန်သမားတွေကတက်ဖြတ်ပြီ ငါးရီဖန်းတဲ့နေရာမှာငါးစားအဖြစ်အသုံးပြုကြတာကြောင့်သူတို့ဟာမြို့တုံးမဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရပြီပဲဖြစ်ပါတယ်။ယခုအချိန်မှာတော့ဘန်းရောင်မြစ်ပြန်တွေရဲ့ဘဝဟာစိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီးထိမ့်သိမ်းဆောက်ရှောက်ဖို့လိုအပ်နေပြီလည်းဖြစ်ပါတယ်။နံပါတ်1ဂိုရန်လန်ယွန်ထမ်မရင်ရွေးချင်းသည့်ထမ်မရင်မြောက်ဒီမြောက်လေးတွေကတော့ဘရာဇီးနိုင်ငံရဲ့အက်ဒလန်တစ်တက်တော်တွေမှာသာတွေ့ရှိရပြီးလှပတဲ့ရွှေရောင်အမွှေးတွေနဲ့ မျက်နာတဝိုက်ကချင်းသေးမွေးလိုအမွေးစုပ်ဖွားရိကြနာမည်ကြီးပါတယ်။နေအောင်ကြီးကိုခန္ဓာကိုယ်ထဲမှာဖမ်းဆုပ်ထားတဲ့လူမျိုးတောက်ပါတဲ့အမွေးတွေနဲ့သိငယ်တဲ့သူတို့ဟာတိကိုင်းတွေပေါ်မှာခုံဆွခုံဆွနဲ့လှုပ်ရှားသွားလာနေကြပါတယ်။အလေးချိန်ကတပောင်ခန့်သာရှိပြီးသူတို့ရဲ့အထူးကြဆုံးအသွင်ပြင်ကတော့ဒီလိုတောက်ပါတဲ့ရွှေရောင်အမွေးတွေနဲ့မျက်နာတဝိုက်ကချင်းသေးရဲ့အမွေးမြင်လို့စုပ်ဖွားစုပ်ဖွားအမွေးတွေပဲဖြစ်ပါတယ်။ဒီပင်ပေါ်မှာတအဓိကနေထိုင်ပြီး ချိန်ချောက်မှုအန္တရာယ်တွေကနေရှောင်ရှားဖို့အတွက်တစ်ပင်အမြင့်ကြီးတွေကိုပဲအသုံးပြုပါတယ်။အကိုင်းခက်တွေပေါ်မှာလင်းမြန်စွာလှုပ်ရှားနိုင်တဲ့သူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်းအံ့ဩစရာပဲဖြစ်ပါတယ်။သူတို့ဟာအုပ်စုဖွဲ့ပြီးနေထိုင်တတ်တဲ့တရဝတွေဖြစ်ပြီးမိသားစုတစုမှာအများအပြား9កောင်ကနေ10កောင်အထိနေထိုင်လေရှိကြပါတယ်။မိသားစုတွေဟာအလုပ်ကိုခွဲဝေလောက်ကင်ကြပြီး အထင်းနဲ့အမတို့ဟာအထင်းအများစုကိုအတူတူကအုံဆုံးကြပါတယ်။ မွေးဖွားလာတဲ့ကလေးတွေကိုလည်းမိဘတွေအပြင် အကိုအမတွေကပါဝိုင်းဝန်းပြုစုစောင့်ရှောက်ပေးတတ်ကြပါတယ်။သူတို့ရဲ့ဆက်သွယ်ပြောဆိုမှုတွေကထူးခြားပြီးအသက်မျိုးစုံ၊မျက်နှာအမူအရာမျိုးစုံနဲ့ခန္ဓာကိုယ်ဟန်ပန်မျိုးစုံကိုအသုံးပြုပြီး အချင်းချင်းဆက်သွယ်ကြတာပဲဖြစ်ပါတယ်။သူတို့ဟာအသက်မျိုးစုံကိုထုတ်နိုင်ပြီးတပ်ဝင်းကျင်ကအန္တရာယ်တွေကိုလည်းအချင်းချင်းအသိပေးကြပါတယ်။ပုံမှန်အားဖြင့်အစုံစားတဲ့တရားဝါတွေဖြစ်ပြီး အဓိကအဖြစ်အဘိနိဝိခဏီရတဲ့အသီးနှံတွေပန်းပွင့်ကနေရတဲ့ဝိယီတွေအင်းဆက်ဘိုးမွားတွေအပင်သေးသေးလေးတွေနဲ့ဘိုးကောင်တချို့ကိုစားတောက်ကြပါတယ်ဒုဒုဟာအသီးနှံတွေကိုစားပြီးတဲ့နောက်မှာအစိတွေကိုပြန်ကျေးအောင်လှုပ်တာကြောင့်တက်တော်တွေရဲ့ဂေယာစနစ်ကိုထိမ့်သိမ်းရမှာအရေးပါတဲ့အခန်းကဏ္ဍကနေဘာဝင်ပါတယ်သူတို့ရဲ့နေထိုင်ရာ အတ္တလန်တိတ်တက်တော်တွေဟာလူတွေကြောင့်95ရာခိုင်နှုန်းကျော်အထိရော့ကျသွားခဲ့ပြီး တစ်တော်တွေဟာလေတီးကြကျွန်းလေးတွေလိုဖြစ်သွားတာကြောင့်သူတို့ရဲ့အုပ်စုတွေဟာအချင်းချင်းဆက်သွယ်မှုလည်းပြတ်တောက်သွားခဲ့ရပါတယ်။ဒါ့အပြင် သူတို့ရဲ့လှပတွေရုပ်သွင်းကြောင့်တရားမဝင်အမဲလိုက်ခြင်းခံရပြီးအိမ်မွေးတိရစ္ဆာန်အဖြစ်နဲ့ရောင်းဝယ်ဖောက်ကားခြင်းခံရတာကသူတို့အတွက်နောက်ထပ်ချင်းချောက်မှုတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တဘာဝဗတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေရဲ့ကြိုးပမ်းအားထုတ်မှုကြောင့်သူတို့မျိုးစိတ်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ရှင်သန်မှုအတွက်မျိုးပွားရေးအစီအစဉ်တွေနေထိုင်ရာနေရာပြန်လည်တည်ဆောက်ရေးနဲ့ပညာပေးလှူရှာမှုတွေကိုအရှိန်အဟုန်မြင့်လှုပ်ဆောင်ခဲ့တာကြောင့်တဖြည်းဖြည်းပြန်လည်များပြားလာပြီးယခုဆိုရင်မျိုးတုံးမဲ့အနေရဲ့အဆင့်ကနေအနှင်းငယ်ရော့ကျလာခဲ့ပါတယ်။ဒါပေမဲ့လေတည်တော်ပြုံတည်မှုကတော့သူတို့ကိုအဓိကချိန်ချောက်နေစေပဲဖြစ်ပါတယ်။နဘတ်တော်ဂျိုင်းယန့်အော်ဒါအေယာမမြစ်ပြန်သူတို့ကတော့ ကမ္ဘာအကြီးဆုံးမြစ်ဖြံမျိုးစိတ်ဖြစ်တဲ့အီယာမမြစ်ဖြံတွေပဲဖြစ်ပါတယ်။သူတို့ရဲ့ကြီးမားတဲ့အရွယ်စားအင်အားကြီးမားတဲ့အသွင်အပြင်နဲ့ဂျေးလောင်တဲ့အတန်းတွေကြောင့်ဒေသခံတွေကသူတို့ကိုမြစ်ဝင်ပလီလို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်။အီယာမမြစ်ဖြံတွေဟာ၆ဘေးအထိအရှိရှိပြီးအလေးချိန်အပြင်ပေါင်း80လောက်အထိရှိကြပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ဟာကြစ်လက်ပြီးရေထဲမှာလင်းမြန်စွာကူးခတ်နိုင်ကြပါတယ်။သူတို့ရဲ့နှာခေါင်းပေါင်းနဲ့နားဘောက်တွေဟာရေငုပ်တဲ့အခါ ပိတ်သွားနိုင်စွမ်းလည်းရှိကြပါတယ်။ဘလို့ပိတ်တာလဲဆိုရင်တော့နှာခေါင်းနဲ့နားတွေမှာအလိုလျောက်ပိတ်သွားတဲ့အဆုရှင်လိုအစိပ်ပိုင်းတွေပါရှိတာကြောင့်ပဲဖြစ်ပါတယ်။ရေထဲကိုငုတ်လိုက်တာနဲ့ဒီအဆုရှင်တွေဟာပိတ်သွားပြီးရေမဝင်အောင်ကာကွယ်ပေးပါတယ်။သူတို့ရေအောက်မှာနေတဲ့အချိန်မှာ အသက်ကိုအောင့်ထပြီးလေကိုလိုအပ်ပြီးဆိုမှရေပေါ်ပြန်တက်ပြီးအသက်ရှူကြတာဖြစ်ပါတယ်။သူတို့ရဲ့အမွှေးတွေကလည်းအလွန်ထုထဲပြီးရေစုခံနိုင်စွမ်းရှိတာကြောင့် ရည်ထဲမှာလည်းအမြဲနှွေးထွေးစေပါတယ်။နောက်ထပ်သူတို့ရဲ့အထူးခြားဆုံးအချက်ကတော့လေဘင်းနဲ့ရင်ဘတ်နေရာမှာရှိတဲ့အဖြူရောင်ဒါမှမဟုတ်အဝါရောင်အဆက်တွေပဲဖြစ်ပါတယ်။ဒီအမှတ်သားကလူတွေရဲ့လက်ဝေးရလိုပဲတကောင်ချင်းစီမှာမတူညီကြပါဘူး။သူတို့ဟာအလွန်ကိုလူမှုရေးကောင်းမွန်ပြီးအုပ်စုဖွဲ့နေထိုင်လေးရှိတဲ့တရဝါတွေလည်းဖြစ်ပါတယ်။မိသားစုတစုမှာအများအပြား၅កောင်ကနေ၈កောင်အထိနေထိုင်ပြီးအုပ်စုကိုတော့ဇုံတဲ့တွေကဦးဆောင်ပါတယ်။ ဒီအုပ်စုတွေကအချင်းချင်းကူညီဖိမပြီးအစာရှာတဲ့အခါနဲ့အန္တရာယ်တစ်ခုခုရှိလာတဲ့အခါဆိုရင်အတူတူတုံ့ပြန်ရင်ဆိုင်တတ်ကြပါလေသူတို့ဟာတကောင်နဲ့တကောင်ဆက်သွယ်ပြောဆိုတဲ့အခါခြေလောင်နဲ့အတန်မျိုးစုံကိုအသုံးပြုကြပြီးပြောရွှင်တဲ့အခါတတိပြီးတဲ့အခါဒါမှမဟုတ်တကောင်နဲ့တကောင်အတိမတ်ပြုတဲ့အခါတွေမှာမတူညီတဲ့အတန်တွေနဲ့အချင်းချင်းဆက်သွယ်ကြပါလေသူတို့ဟာကုနေမြေကိုလည်းအလွန်ပိုင်ဆိုကြပြီး ။တခြားအစုတွေသူတို့နေမြေတွေကိုရောက်လာပြီဆိုရင်ကျေးလောင်တဲ့အတန်တွေနဲ့တတိပေးလေရှိကြပါတယ်။အမေဇုန်ရဲ့မြစ်တွေချောင်းတွေနဲ့ရေအိမ်တွေမှာနေထိုင်ကြပြီးအမေဇုန်ရဲ့ထိတ်တန်းသားရဲတွေထဲမှာပါဝင်ပြီးအစာကိုအုပ်စုဖွဲ့လိုက်လံရှာဖွေတတ်ပါတယ်။သူတို့ရဲ့အဓိကအစာစာကတော့ငါးတွေပဲဖြစ်ပြီးပုံမှန်အဖြစ်ငါးတွေကိုရေထဲမှာလိုက်ဖမ်းပြီးခန္ဓာကိုယ်ကိုရေပေါ်မှာပဲထားကစားသုံးလေရှိကြပါတယ်။ တခါတည်းရံမှာတော့ရင်းနေတွားတွားတရဝါတွေမွေးနဲ့မိချောင်းပေါက်လေးတွေကိုပါစားသုံးကြပါတယ်သူတို့ဟာရေထဲမှာပဲအချိန်အများစုကိုကုန်ဆုံးပြီးမဲ့ကမ်းပေါ်မှာလည်းနားနေတတ်ကြပါတယ်တချိန်ကဒီမြစ်ပြန်တွေဟာအမေဆုံးမြစ်မှာအလွန်ပေါများခဲ့ပြီးမဲ့1950ပြည့်နှစ်တွေကစပြီး သူတို့ရဲ့လှပတဲ့သားမွေးတွေကြောင့်အမဲလိုက်ခံခဲ့ရပြီးသူတို့ရဲ့အရေအတွက်ဟာ အလွန်ညှော်နေသွားခဲ့ပါတယ်ဒါပြင် တဘာဝတံငွေနဲ့ရင်းနှံတူးဖော်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့လေဒုညဉ့်ဉန်းမှုတွေတက်တော်ပြုံတိမှုတွေနဲ့သူတို့ရဲ့ဇက်ကျနေရာတွေပျက်စီးမှုတွေကလည်းသူတို့ရဲ့ရှင်သန်ရေးကိုချိမ့်ချောက်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်လက်ရှိမှာတော့မျိုးတုံးမဲ့အနေနဲ့ရင်ဆိုင်နေရပြီး အမေဆုံးတော်တဲ့ခါအလွန်ရှားပါတဲ့ဒါရဲ့တိရစ္ဆာန်တွေထဲမှာပါဝင်နေပြီပဲဖြစ်ပါတယ်။နံပါတ်၄ Happy Ege Happy Lion ကဘာအကြီးဆုံးနဲ့အင်အားအကြီးဆုံးလင်းယူမျိုးစိတ်ဖြစ်ပြီးတော့အမေဆုံးတော်ရဲ့ထိတ်တန့်မေးလိုက်ငှက်ဖြစ်ပါတယ်။ဒီနမေဟာဂရိဒန္နာကြီးတွေက လူနဲ့ငှက်တပိုင်းဆက်ထားတဲ့တရဝါရဲ့နာမည်ကိုယူထားတာဖြစ်ပြီးအင်အားနဲ့ကြောက်စရာကောင်းတဲ့ရုပ်သွင်းလို့ဆိုလိုတာဖြစ်ပါတယ်။ဟာဘီလင်းယုံတွေဟာအရွယ်စားအဖြစ်အမတန်ကြီးမားပြီး အရှိအဖြစ်၃ပေကျော်အထိရှိပါတယ်။သူတို့ရဲ့တောင်ပန်ဖြတ်ကျက်မှုဟာ9ပေကျော်အထိရှိပြီး တစ်ပင်တွေကြားထဲမှာလင်းမြန်စွာပြန်တန်းနိုင်ပါ रे အထူးခြားဆုံးအတွင်ပြင်ကတော့သူတို့ရဲ့ကောင်းထိတ်မှာရှိတဲ့နှစ်ပိုင်းကွဲနေတဲ့အမွေအဆူအဝေးဖြစ်ပြီးဒါကသူတို့ရဲ့အတွင်ပြင်ကိုပိုပြီးထူကြစေပါ रे ဒါမှမဟုတ်ဟာပြီးလင်းယုံတွေရဲ့အဓိကလက်နက်ကတော့သူတို့ရဲ့ခြေသေးတွေပဲဖြစ်ပါ रे ခြေသေးတွေဟာဝက်ဝံတကောင်ရဲ့ခြေသေးတွေလောက်အထိကိုကြီးမားပြီးခြေသေးရဲ့အရှိဟာငါးလမ်းမထိရှိတာကြောင့်ဒါကောင်ကအလွယ်တကူလီးဖြတ်တန်နိုင်ပါ रे သူတို့ဟာမေဆုံရဲ့တစ်တော်ရီမှာသာနေထိုင်ကြပြီးတစ်တော်ထိပ်ပိုင်းမှာပဲအစာရှာဖွေပါတယ်။နားလျာခက်တဲ့တရဝါတွေဖြစ်ပြီးအရန်ကိုအထီးကျန်ဆန်းဆန်းနေထိုင်ကြပါတယ်။တဏီယာတွေမှာလည်းအချင်းကြကြမနေပဲတဏီယာက နေနောက်တဏီယာကိုလှက်လေပြီးတော့နေထိုင်ကြပါတယ်။သူတို့ရဲ့အဓိကအစားအစာကတော့တစ်ပင်ပေါ်မှာနေထိုင်တဲ့တလိမ့်ဆန်တွေဖြစ်ပြီးမြောက်တွေဝက်ကြီးတွေနဲ့ကပ်ပါတရဝါတွေလိုအကောင့်ကြီးတွေကမဲလိုက်နိုင်ပါတယ်။သူတို့ရဲ့မဲလိုက်ပုံကတော့ဒိတ်တဆိတ်စောင့်ကြည့်ပြီး တားကောင်ကချက်ချင်းလှုပ်ရှားမှုမလုပ်နိုင်ခင်မှာပဲလျင်မြန်စွာတိုက်ခိုက်လေးရှိပါသည်သူတို့ကတကယ်ကိုတိတ်ဆိတ်စွာပြန်တန်းနိုင်တာကြောင့်တားကောင်ဟာနီနာကိုရောက်လာမှသာသူတို့ရဲ့တည်ရှိမှုကိုတီးကြရပါသည်တသက်တာလုံးတွင်အဖော်တကောင်လေးကိုသာရွေးချယ်ပြီးတော့မျိုးပွားကြကသူတို့ရဲ့အတိုက်တွေဟာကပ္ပအကြီးဆုံးငှက်တိုက်တွေပဲဖြစ်ပါသည်အတိုက်ကိုတစ်ပင်အမြင့်ကြီးတွေပေါ်မှာပဲတိဆောက်ကြပြီးအတိုက်တစ်ခုရဲ့အကြီးဟာ၅ဘီအထိရှိကား အလေးချိန်အားဖြင့်ပေါင်300ကျော်အထိရှိပါသည်မြို့ပေါ်မှုဖြစ်စဉ်ကလည်းအချိန်ကြာမြင့်ပြီးတော့နှစ်စဉ်နှစ်တိုင်းဥမှတ်ဥပဲနှစ်နှစ်တစ်ကြိမ်သာဥလေရှိပါသည်ဥနှလုံးဥတဲ့အခါမှလည်းပထမဥကဏ္ဍီပေါက်လာတဲ့သားပေါက်ကိုပဲဂယုစိုက်ပြီးဒုတိယဥကဏ္ဍီပေါက်တဲ့သားပေါက်ကိုတော့များသောအားဖြင့်ဂယုမစိုက်တော့ပါဘူးဒီလိုမြို့ပေါ်မှုနှုံနှီးကွေးတာကလည်းသူတို့ရဲ့ရှင်သန်မှုကိုချိန်ချောက်နေတာဖြစ်ပါတယ်။ဟာဘီလင်းယုံတွေဟာ အမေဆုံးရဲ့ထိတ်တန်းသားရဲတွေကတကောင်ဖြစ်ပြီးတစ်တော်ရဲ့ဂီယာစနစ်ကိုထိမ့်ညှိပေးပါတယ်။ဒါပေမဲ့တရားမဝင်တစ်ခုမှုတွေနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေကြောင့်သူတို့ရဲ့ဇကြက်နေရာတွေဟာလုံးဝပျက်စီးခဲ့ပြီးတော့ယခုအခါမှာတော့ကမ္ဘာအရှာပါဆုံးလင်းယုံတွေထဲမှာပါဝင်နေပြီပဲဖြစ်ပါတယ်။နံပါတ်9ဂျက်ကွာဂျက်ကွာဂျက်တီ သူတို့ကတော့အမေရိကတိုက်ရဲ့အကြီးဆုံးနဲ့အင်အားအကြီးဆုံးကြောက်မျိုးစိတ်ဖြစ်ပြီးရေကူးအလွန်ကျွမ်းကျင်ကြပါတယ်။သူတို့ဟာကမ္ဘာအကြီးဆုံးမိုးတစ်တော်ရဲ့အချုပ်ချာအာဏာကိုပိုင်ဆိုင်ထားတဲ့အစွမ်းထည်အမေလိုက်သမားတွေလို့ဆိုရမှာဖြစ်ပြီးသူတို့ရဲ့ဘဝလမ်းကြောင်းကအမေဆုံးရဲ့တဘာဝဖြစ်စဉ်တွေနဲ့ပဲရစ်ပတ်ချီနောင်နေတာဖြစ်ပါတယ်။ကျွတ်သားတွေပြည်နေတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကြပြီးအလေးချိန်အပြင် ပေါင်း၂၀၀နီးပါးအထိရှိကြပါတယ်။ သူတို့ရဲ့အထူးခြားဆုံးအသွင်ပြင်ကတော့အမဲရောင်ဆက်ပြောက်တွေနဲ့ဝိုင်းရံထားတဲ့နှင်းစီပုံစံအကွက်တွေပဲဖြစ်ပါတယ်။ဒီအကွက်တွေဟာတကောင်းနဲ့တကောင်းမတူတဲ့အတွက်သူတို့ကိုခွဲခြားသိမြင်စေပါတယ်။ဒါပြင်သူတို့ဟာအခြားကြောင်မျိုးစိတ်တွေနဲ့မတူဘဲရေကူးအလွန်ကျွမ်းကျင်ပြီးအချိန်အများစုကိုရေထဲမှာကုံဆုံးလေးရှိပါတယ်။ကြက်တစ်တွေဟာရေထဲကိုဆင်းပြီးရေကူးလေးမရှိပေမဲ့သူတို့ကတော့ရေထဲမှာလှုပ်ရှားနေတဲ့ မိเจ้าတွေကိုတော့အလွယ်တကူလိုက်လံဖမ်းဆီးနိုင်ပါတယ်။သူတို့ရဲ့နေထိုင်ရာနေရာတွေကတစ်တောတွေရွှွန်နွန်တွေနဲ့မြစ်တွေရဲ့နီးနားမှာပဲဖြစ်ပါတယ်။သူတို့ဟာအထီးကျန်စွာနေထိုင်ကြပြီးပုံမှန်အဖြစ်ညဘက်တွေမှာပဲအမဲလိုက်လေရှိပါတယ်။သူတို့ရဲ့အမဲလိုက်နီးကတော့သားကောင်ကိုတိတိစိတ်ချောင်းမြောက်ပြီးဘုံခုတိုက်ခိုက်တာဖြစ်ပါတယ်။သားကောင်ကိုနီးကပ်ချင်းကပ်ပြီးမှတစ်ချက်တည်းနဲ့သားကောင်ရဲ့ဥကောင်ခုံကိုခိုက်ချီလိုက်လေရှိပါတယ်။ဒီလိုလုံနိုင်ဖို့အတွက်လေ ူတို့ရဲ့မီယူဟာအလွန်ကိုတန်မာပြီးပြင်းပြင်းထန်ထန်ပဲကြိုက်တတ်နိုင်ပါတယ်။သူတို့ရဲ့အဓိကအစားအစာကတော့မီချောင်းတွေခပ်ပြီးဘာဘရာလို့ခေါ်တဲ့ကမ္ဘာအကြီးဆုံးကျွက်တွေနဲ့လက်တွေပဲဖြစ်ပါတယ်။ဂျက်ကွာချစ်တွေဟာတောင်အမေရိကဒေသခံလူမျိုးတွေအတွက်ယဉ်ကျေးမှုဆိုင်ရာအမှတ်တရစိတ်တစ်ခုလည်းဖြစ်ပြီးတော့ရှေးခေတ်မာယာလူမျိုးတွေနဲ့အက်စတက်လူမျိုးတွေဟာဒီချစ်တွေကိုအင်အားဖုံးတကူးနဲ့နတ်ဖျားတွေရဲ့အမှတ်အသားဖြစ်ကူးကွယ်ခဲ့ကြပါတယ်။ တို့ရဲ့ပုံတရံကိုဘရင်တွေရဲ့ခေါင်းဆောင်တွေမှာအသုံးပြုပြီးနတ်ဖျားတွေရဲ့အသွင်အပြင်ဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ဒါဂျက်ကွာချစ်တွေရဲ့တဘာဝရဲ့အစိပ်ပိုင်းတစ်ခုသာမက လူသားတွေရဲ့တမိုင်းချောင်းတွေပါနက်နက်ရှိုင်းရှိုင်းဆက်ဆက်နေတယ်ဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်။ဒါမဲ့ဒီလိုထူးခြားတဲ့တာရဲတလိဆန်သူတို့ဟာမျိုးတုံးမဲ့အနေနဲ့ရင်ဆိုင်နေရပြီပဲဖြစ်ပါတယ်။အဓိကအဖြစ်တရားမဝင် တရေရောင်းဝယ်မှုနဲ့တစ်တောပြုံးတိမှုတွေဖြစ်လာတာကြောင့်ဖြစ်ပြီးအထူးသဖြင့်အမေဆုံတော်ရဲမှာတည်တည်တတ်တာရှပါနေပြီပဲဖြစ်ပါတယ်။နံပါတ်6 The Black Cayman အနက်ရောင်ခိမန်မိချောင်းသူတို့ကတော့အမေဆုံမြစ်ထဲကအကြီးဆုံးမိချောင်းမျိုးစိတ်ဖြစ်ပြီးအရွယ်ရောက်ပြီးရင်6မီတာ ပေး20အထိရှည်လျားပါတယ်။သူတို့ရဲ့အင်အားအရွယ်စားနဲ့အမေးလိုက်နိုင်စွမ်းနေကြအမေဆုံရဲ့ရေပြင်မှာ ဘယင်းတစ်ပါးလိုဩဇာကြီးမားပါတယ်။သူတို့ရဲ့နာမည်အတိုင်းခန္ဓာကိုယ်တစ်ခုလုံးဟာမေးအောင်ဖြစ်နေပြီးဘိုက်နေရာမှာတော့အဖြူရောင်အစင်းကြောင်းတွေရှိပါတယ်။သူတို့ရဲ့မျက်လုံးတွေဟာနီရောင်ဖြော့ဖြော့ဖြစ်ပြီးညဘက်မှာဆိုရင်တော့အမောင်ရိပ်ထဲမှာဒီမျက်လုံးတွေက တောက်ပနေတာကိုတွေ့ရမှာဖြစ်ပါတယ်။သူတို့ရဲ့မိဦးဟာ အလွန်ကိုတမ်းမာပြီးတော့သားကောင်ရဲ့ခန္ဓာကိုယ်ကိုအလွယ်တကူကိုက်ချီနိုင်ပါတယ်။ဒီမိချောင်းတွေဟာအမေဆုံးရဲ့မြေကြီးတွေ မြစ်လက်တက်တွေနဲ့ရေအိမ်တွေမှာနေထိုင်ကြပြီးအများအပြားညဘက်မှာမဲလိုက်လေရှိပါသေး။အနေရောင်ခိမင်းမိချောင်းရဲ့အမဲလိုက်နီကတော့တိတ်တဆိတ်ချောင်းမြောင်းပြီးရေအောက်မှာပုန်နေတာဖြစ်ပါသေး။တာကောင်ကအနီးကရောက်လာပြီးဆိုမှရေထဲကနေရုတ်တရက်ခုန်ထွက်ပြီးတိုက်ခိုက်တာဖြစ်ပါသေး။သူတို့ရဲ့အဓိကအစားအစာကတော့ငါးရီကနန်းတွေမွေးရီနဲ့ပင်လယ်လိပ်တွေဖြစ်ပါသေး။တချင်ကသူတို့ရဲ့ရေအတွက်ဟာအမေးဆုံးမြစ်ထဲမှာအလွန်ပေါများခဲ့ပေမယ့် 1940ပြည့်နှစ်တွေကနေစပြီးသူတို့ရဲ့လှပတဲ့တရေကြောင့်အလွန်အကျွံအမဲလိုက်ခံခဲ့ရတာကြောင့်မြို့တုံးလူနေပါတိရှားပါသွားခဲ့ပါပြီ။ဒါမှနောက်ပိုင်းမှာနိုင်ငံတကာကဒေသခံအဖွဲ့အစည်းတွေရဲ့ကာကွယ်စောင့်ရှောက်မှုတွေကြောင့်ဒီမိချောင်းတွေရဲ့အရေးအတွက်ဟာတဖြည်းဖြည်းပြန်လည်များပြားလာခဲ့ပါတယ်။သူတို့ကိုမြို့တုံးချင်းကနေပြန်လည်လွတ်မြောက်လာတဲ့တရဝါရီလို့လည်းသတ်မှတ်ထားကြပါတယ်။ဒါပေမဲ့တတော်ပြုံးတိမှုနဲ့ တဘာဝဓာတ်ငွေဒူးဖော်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ရေဒုညဉ့်ဉဏ်မှုတွေကတော့သူတို့ရဲ့အရှင်တန်ရေးကိုချင်းချောက်နေစေပဲဖြစ်ပါလေ။နံပါတ်9ဟိုင်ယာဆင်မဂါအူကဘာပေါ်မှာရွေစားအကြီးဆုံးကျက်တူရွေးဟာဘလို့ပုံစံလဲဆိုတာကိုသိပါသလား။ကဘာအကြီးဆုံးမဂါအူမျိုးစိတ်ဖြစ်တဲ့ဟိုင်ယာဆင်မဂါအူတွေဟာသူတို့ရဲ့တောက်ပတဲ့အပြာရောင်မွှေးတွေနဲ့ထူးခြားတဲ့အတန်တွေကြောင့်အမေဇုန်တောရဲ့ထိပ်ပိုင်းကောင်းကင်ယံကိုလွှမ်းမိုးထားကြပါရဲ့။ သူတို့ရဲ့ဘဝဟာလှပသလားရှင်သန်မှုတွေအနှေးရများတဲ့စိန်ခေါ်မှုတွေနဲ့လည်းရင်ဆိုင်နေရပါတယ်သူတို့ဟာမိဘဝင်လက်မ40အထိရှိလျက်ပြီးအလေးချိန်ပေါင်း40နီးပါးအထိရှိကြပါတယ်အမွေတွေဟာခေါင်းကနေအမိအထိအပြာရောင်တောက်နေပြီးမျက်လုံးတစ်ဝိုက်နဲ့နှုတ်သီးအောက်ခြေမှာတော့ရွှေဝါရောင်အကွက်ကလေးတွေပါဝင်ပါတယ်သူတို့ရဲ့အထူးခြားဆုံးအင်္ဂါရက်ကတော့အလွန်ကိုအင်အားကြီးမှတဲ့နှုတ်သီးပဲဖြစ်ပါတယ် ဒီနုတ်ဒီဟာမာကျောတဲ့အုံဒီကိုတော့အလွဲတကူထိုးဖောင်နိုင်ပြီးဒေါ်ရဲမှာနေထိုင်တဲ့သူတို့အတွေ့အဓိကလက်နက်တစ်ခုဖြစ်ပါတယ်သူတို့ဟာတခြားငှက်တွေနဲ့မတူပေပတ်ဝန်းကျင်ကအတန်တွေကိုအလွဲတကူအတုခိုးနိုင်ကြပါတယ်အမေဆုံးတော်နဲ့ဘရာဇီးနိုင်ငံရဲ့ရေဝတ်ဒေသတွေမှာအဓိကနေထိုင်ကြပြီးအုပ်စုလိုက်နေထိုင်ကြကမနက်စောစောနဲ့ညနေခင်းတွေမှာတော့အစာရှာဖွေရကြပါတယ် တသက်တာလုံးအတွက်တော့အဖို့တကောင်လေးကူပဲရွေးချယ်ပြီးမျိုးပွားလေးရှိကြပါတယ်။အတိုက်တွေကတစ်ပင်ပေါက်တွေနဲ့တစ်ပင်ရဲ့အကြီးဆုံးအခန်းပေါက်တွေမှာပြုလုပ်လေးရှိပြီးအပင်ရဲ့အသီးနှံနဲ့ပန်းပွင့်တွေကသာစားတောက်ကြပေမဲ့အဓိကအားဖြင့်အကူရီနဲ့ဂိုဂိုဗာလိုအုံပင်တွေရဲ့မာကျောတဲ့အသီးတွေကသာစားသုံးလေးရှိကြပါတယ်။သူတို့ရဲ့အင်အားကြီးမားတဲ့နှုတ်သီးကြောင့်ပဲဒီအသီးမာတွေကိုဖောက်ပြီးအထက်ခအဆန်တွေကိုစားနိုင်တာလည်းဖြစ်ပါတယ်။ သူတို့ဟာလူတွေနဲ့ဖော်ရွေးပြီးစကားတင်ပြီးလို့ရတာကြောင့်တရားမဝင်ငှက်ရောင်းဝယ်မှုတွေရဲ့တားကောင်ဖြစ်ခဲ့ပြီး သူတို့ရဲ့ကျက်စားရနေရာတွေပြည့်စည်မှုကြောင့်မြို့တုံးမဲ့အနေရနဲ့ရင်ဆိုင်နေရပြီးဖြစ်ပါတယ်။အဓိကချင်းချောင်မှုကတော့နေထိုင်ရာနေရာပြည့်စည်မှုနဲ့အာကူရီနဲ့ဘိုဂူဘာအပင်တွေရှားပါလာမှုကြောင့်ဖြစ်ပါတယ်။သူတို့ရဲ့အဓိကအစားအစာကဒီအပင်တွေဖြစ်တာကြောင့်ဒီအပင်တွေရှားပါလာတာနဲ့မြသူတို့ရဲ့ရှင်သန်မှုကလည်း အနည်းရရှိလာတာဖြစ်ပါတယ်။နံပါတ်၈ Glafro Pampa အမေဇုန်ရဲ့မြူတွေဆိုင်တွေတဲ့တက်တော်တွေကြားမှာတော့တဘာဝတရားရဲ့စိန်ပွင့်တပွင့်လို့ရှပပြီးလှပတဲ့ဖန်ဖားလေးတွေ ရှိနေပါတယ်။ဒီဖန်ဖားလေးတွေဟာသူတို့ရဲ့ရုပ်သွင်းပုံစံကြောင့်ကဘာပေါ်မှာအထူးခြားဆုံးတဘာဝတွေတွေကတကောင်ဖြစ်တယ်လို့တဘာဝဘတ်ဝန်းကျင်ရဲ့ကျမ်းမာရေးကိုပြသနေတဲ့အချက်ပြစနစ်တစ်ခုလည်းဖြစ်ပါတယ်။သူတို့ရဲ့အဓိကထူးခြားချက်ကတော့ ဘိုက်သားအေးပြားဟာဖန်သားလူကြီးလင်းနေရာကြောင့်အတွင်မှာရှိတဲ့နှလုံးခုန်နာနဲ့ဥလန်းချောင်းပါဝင် အင်္ဂါစိတ်ပိုင်းအလုံးကို တွေ့မြင်နေရခြင်းပဲဖြစ်ပါလေသူတို့ရဲ့ရွယ်စားကတော့အလွန်သေးငယ်ပြီးအရှိအဖြစ်တလက်မှကြောခန့်သာရှိကြပါလေကြောဘက်နဲ့ခြေလက်တွေကလှပတဲ့အစိမ်းရောင်ဖြစ်ပြီးမျက်လုံးတွေကကြီးမားကြပါလေရေစီးစင်းမှုကောင်းတဲ့မြေချောင်းတွေအနီးကတစ်ပင်တွေနဲ့ခြုံပုတ်တွေမှာနေထိုင်လေးရှိကြပြီးညဘက်မှာအစာရှာဖွေကြပါလေ။ နေဝင်တဲ့အခါမှသာစတင်လှုပ်ရှားပြီးသူတို့ရဲ့အဓိကအစားအစာကတော့ဘိုးကောင်တွေနဲ့ပင့်ကူအသေးလေးတွေပဲဖြစ်ပါတယ်။သူတို့ရဲ့မျိုးပွားပုံကတော့ထူးခြားပါတယ်။ဖားမတွေကဥတွေကိုရေပေါ်မှာရှိတဲ့တိရွတ်တွေပေါ်မှာဥခဲ့ပြီးဥဥပြီးတဲ့နောက်မှာအဲ့ဒီဥတွေကိုဖားအထိကပဲအန်နီရေကနေကာကွယ်ပေးပါတယ်။ဥတွေကနေဖားလောင်းလေးတွေပေါက်လာတဲ့အထိဖြစ်ပြီးဖားလောင်းလေးတွေပေါက်လာရင်ရေထဲကိုတန်းပြီးကျသွားအောင်ဖန်တီးပေးပါတယ်။ သူတို့ဟာတဘာဝပတ်ဝန်းကျင်ကျမ်းမာရေးကိုပြသနေတဲ့တက်ရှိညွန်ကိန်တစ်ခုပါပဲသူတို့ရဲ့အရေးပြားဟာအလွန်ကိုပါးလျရပြီးရေနဲ့လေတူတွေကအစိတ်အထောက်တွေကိုအလွယ်တကူစုပ်ယူနိုင်တာကြောင့်ပတ်ဝန်းကျင်မှာအနေငယ်ညဉ့်ဉန်းမှုဖြစ်ပေါ်တာနဲ့သူတို့ရဲ့ရှင်သန်မှုဟာအနှရေရှိလာတာကြောင့်ဖြစ်ပါတယ်ဒီဖားတွေရဲ့အရေးအတွက်ကယောနေလာပြီဆိုရင်အဲ့ဒီဒေသမှာပတ်ဝန်းကျင်ညဉ့်ဉန်းမှုတွေရှိနေတယ်ဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလိုအဖို့တန်တဲ့သူတို့ဟာ မျိုးတုံးမဲ့အနေနဲ့ရင်ဆိုင်နေရပါတယ်။အဓိကအားဖြင့်တစ်တော်ပြုံးတိမှုကြောင့်သူတို့ရဲ့နေထိုင်ရာနေရာတွေမရှိတော့တာကြောင့်ပဲဖြစ်ပါတယ်။သူတို့ဟာတစ်တော်တွေရဲ့အေးမြဆွဆွတဲ့ဘဝင်းကျင်မှာတော့ရှင်သန်နိုင်တာကြောင့်ရာသီဥတုပြောင်းလဲမှုကလည်းသူတို့ရဲ့ဘဝကိုချိန်ချောက်နေပါတယ်။နံပါတ်ကအေယာမဘရွယ်စားကအရှိခုနှစ်ပေကျော်ထိရှိတဲ့ဤတလိษံဟာရှာအရှိကြီးကိုအသုံးပြုပြီး ဘယက်စိတ်အိမ်ကြီးတွေကဘယက်စိတ်တွေကိုဖန်ဆာပါတယ်သူတို့ရဲ့ပုံမှန်တရံနဲ့အမှုအချင်းကြောင့်ဘယက်စိတ်ဝက်ဝံလို့လေတင်းစားခေါ်ဖို့လေးရှိပါတယ်ကဘာပေါ်မှာနေထိုင်တဲ့ဒလိဆန်တွေထဲမှာ ပုံမှန်တရံအဆန်းဆုံးနဲ့အထူးခြားဆုံးတရဘာတွေကိုရှာမယ်ဆိုရင်သူတို့ဟာထိတ်ဆုံးစည်ရင်မှာပါပါတယ်သူတို့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့ဘုံမှန်မဟုတ်တဲ့နှုတ်သီးရှည်ကြီးဟာတဘာဝတရားရဲ့ထူးဆန်းတဲ့ဖန်တီးမှုတစ်ခုပဲဖြစ်ပါတယ်သူတို့ရဲ့ဘဝဟာအထီးကျန်ပြီး လေးဝဲစမ်းကြည့်ပြီးမဲ့အမေဆုံးရဲ့ဂီယာစနစ်ကို ထိမ့်သိမ်းရမှာတော့အင်မတန်အရေးပါပါတယ်သူတို့ရဲ့အဓိကထူးခြားချက်ကတော့ရှည်လျားတဲ့နှုတ်သီးနဲ့ရှည်လျားပြီးကြစ်လက်တဲ့ရှားပဲဖြစ်ပါတယ်သူတို့ရဲ့ရှားဟာနှစ်ပေထိရှည်လျားပြီးအလွန်စေးကတ်တဲ့အတွက်ပရွယ်စိတ်နဲ့ခြတွေကိုအလွယ်တကူဖန်ယူနိုင်ပါတယ်ကြီးမားပြီးခွန်အားကြီးတဲ့ရှည်ချီသေးတွေကလည်းအလွန်ထက်မြက်ပြီးပရွယ်စိတ်အိမ်တွေနဲ့ ချရင်တွေရဲ့အခွန်မာတွေကိုအလွယ်တကူဖောက်ထွင်းနိုင်ပါတယ်။အမေဇုန်ရဲ့မြက်ခင်းပြင်တွေစုစွတ်တဲ့တစ်တော်တွေနဲ့စပါးနာဒေတာတွေမှာနေထိုင်ကြပြီးပုံမှန်အဖြစ်အထီးကျန်ဆန်ဆန်တကောင်နဲ့နေထိုင်တတ်ကြပါတယ်။အမြင်နဲ့အကြအယုံအားနည်းပေမဲ့အနှံ့ခံနိုင်စွမ်းကတော့အလွန်ကူကောင်းမွန်ကြပြီးဒီလိုကောင်းမွန်တဲ့အနှံ့ခံနိုင်စွမ်းကိုပဲအသုံးပြုကပရွက်စိတ်တွေရဲ့အိမ်တွေကိုရှာဖွေပါတယ်။သူတို့ဟာတနေ့ကိုပရွက်စိတ်ပေါင်းတောင်းချီစားသုံးပါတယ်။ ဒါပေမဲ့သူတို့ဟာမျိုးတုံးမဲ့အနေနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။သူတို့ကိုအဓိကချင်းချောက်နေတာကတော့နေထိုင်ရာနေရာပြည့်စည်မှုပဲဖြစ်ပါတယ်။နံပါတ်10 The Red Yugari နေပြောင်ပြောင် Yugari မြောက်အမေဇုန်ရဲ့မြေကြီးတွေနဲ့မြေလက်တက်တွေရဲ့နီးမှာတော့ကမ္ဘာပေါ်မှာအထူးခြားဆုံးနဲ့အခြားပါဆုံးမျိုးစိတ်တွေတဲကတမျိုးဖြစ်တဲ့ဒီနီးပြောင်ပြောင် Yugari မြောက်တွေနေထိုင်ကြပါတယ်။သူတို့ဟာကောင်းပြောင်ပြီးမျက်နာကနီးနေတတ်ပါတယ်။ မျက်နှာနီအောင်ဖြိုးဖြိုးကနေနီးရဲနေတဲ့အထိရှိပြီးနီအောင်ဟာသူတို့ရဲ့ဂျမ်းမာကြီးကိုပြတ်တနေတဲ့အညွန်တစ်ခုဖြစ်ပါတယ်။ပုံမှန်အားဖြင့်ဂျမ်းမာတန်ဆန်းတဲ့ယူဂါရီမြောက်တွေရဲ့မျက်နှာဟာပိုပြီးနီးရဲနေလေရှိပြီးနေမကောင်းတာဒါမှမဟုတ်အားနေနေတဲ့မြောက်တွေရဲ့မျက်နှာကတော့အယောင်ပိုပြီးဖြိုးတော့တော့ဖြစ်နေတတ်ပါတယ်။သူတို့ရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကတော့ သူတို့ရဲ့မိဟာအလွန်ထိုးထောင်းပြီးတခြားမျိုးတွေလိုအကိုင်းခတ်တွေမှာခိုတွဲနိုင်တဲ့စွမ်းရည်မရှိတာပဲဖြစ်ပါတယ်။ခန္ဓာကိုယ်တစ်ခုလုံးကတော့ရှည်လျားတဲ့အညူရောင်အနီရောင်အမွှေးတွေနဲ့ပြည့်နေပြီးအမေဆုံးရဲ့ရည်လွမ်းမှုတဲ့တတော်တွေမှသာနေထိုင်ကြပါတယ်။သူတို့ဟာလူမှုရေးကောင်းမွန်ပြီးတော့အောက်စုဖွဲ့နေထိုင်တတ်တဲ့အကောင်တွေလည်းဖြစ်ပါတယ်။အောက်စုတစုမှာ90ကနေ100အထိရှိပြီးအချိန်အများစုကိုအတူတူကုန်ဆုံးကြကအစာရှာတဲ့အခါနဲ့ အနေရတခုခုရှိလာတဲ့အခါဆိုရင်အတူတူပဲတုံ့ပြန်တတ်ကြပါရဲ့အသံမျိုးစုံနဲ့မျက်နှာမူယာမျိုးစုံကိုအသုံးပြုပြီးအချင်းချင်းဆက်သွယ်ကြပါရဲ့သူတို့ရဲ့အဓိကအစားအစာကတော့တက်သီးတွေပဲဖြစ်ပါရဲ့သူတို့ဟာအသီးမဲ့တွေကိုမစားဘဲအစီမာတွေပါတဲ့အသီးစိမ့်တွေကိုပဲအဓိကစားသုံးလေးရှိကြပါရဲ့သူတို့ရဲ့မေးရိုးနဲ့သွားတွေဟာအလွန်ကိုတန်မာတာကြောင့်ဒီလူမာကျောတွေရဲ့အစုတွေကိုတော့အလွယ်တကူဖောက်ပြီးစားနိုင်ကြတာဖြစ်ပါရဲ့ သူတို့ဟာအစီအွေကိုနေရာနဲ့ပို့ဆောင်ပြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပြီးတတော်တွေပြန်လည်ဖြစ်တည်လာဖို့အတွက်အရေးပါတဲ့အကောင့်တွေပဲဖြစ်ပါတယ်။ဒါပေမဲ့နေထိုင်ရာနေရာပျက်စီးမှုကြောင့်လည်းဒီလိုထူးခြားတဲ့သူတို့ဟာ မြို့တုံးမဲ့အနေနဲ့ရင်ဆိုင်နေရပြီပဲဖြစ်ပါတယ်။ဒါဆိုရင်တော့အမေဆုံးဒေါနယ်ကြီးရဲ့အစိတ်ပိုင်းတွေ ဖြစ်ပေမဲ့ရှာပါကမြို့တုံးတော့မဲ့ဒီတိရိစ္ဆာန်၁၀កောင်ကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။